ဟင်းကားလေးတွေကိုအဆင်ပြေသွားတယ်ပေါ့နော်အမလည်းချုံမလုံးကလည်းမသုံးမင်းနဲ့ဒီကျမရင်းနဲ့ညင်ညွတ်အောင်ချက်လိုက်တဲ့အခါကျတော့အဲလူကြီးတော်တော်များများကအတားကိုစိတ်ဝင်စားလာကြတယ်အမကလည်းဒီလူကြီးတွေအင်းကလူကြီး၃ယောက်83ယောက်ကိုလည်းရည်ရွယ်ပြီးတော့သူတို့အရွယ်တွေကိုပဲရည်ရွယ်ပြီးတော့စားစေခြင်းနဲ့စိတ်နဲ့ချက်တာပါ ထင်းသရမိုဟင်းကကျတော့ကလဘဲအဓိကထားချက်တယ်ကလဘဲကိုပြုတ်ပြီးကလဘဲကိုကျိတ်ကျိတ်ပြီးတော့မှကလဘဲအဓိကငားများများလေးနဲ့အမကငားများများလေးနဲ့ကျက်သွန်နေများများလေးနဲ့သူတဘာဝအချိုလေးပဲကဲအောင်လို့ပေါ့နော်အာငန်းပြားရည်နဲ့ငားကိုပြုတ်ပြီးတော့မှအဲ့အနှစ်ထုပ်ကိုချက်ထားတာပါဘာမှမထည့်ဘူးအဲ့တော့ကိုကအနှစ်ထုပ်ဝယ်ပြီးချက်မယ်ဆိုရင်ကိုကကိုရိုရဲငပြရေးတို့ ဟိုကိုထည့်ကျင်တဲ့တခြားအမုံတွေပေါ့နော်ဟိုမုံမုံဖြစ်ဖြစ်ဒါရှိမုံဖြစ်ဖြစ်အဲ့ဒါကိုထက်ထက်ချက်ပြီးတော့ရပါလေရှင်ဟုတ်ကဲ့ဘူဖေးမှာတော့အဲ့ဒီပဲကြော်ပါမယ်ဘူသူကြော်ပါမယ်ကျက်သွင်ကြော်ပါမယ်ပေါ့နော်အဲပြီးတော့တခြားအကြော်လေးတွေလည်းဟိုစားကျင်တဲ့လူလည်းစားလို့ရအောင်လို့တခြားအကြော်လေးတွေကမြင်းခွားပြည့်ကြော်တို့အဲပြီးတော့တော်ဖူးကြော်တို့အဲပြီးတော့ဗာလေကျက်သွင်ကြော်ဗာလေဗျာကြော်ပြီးတော့ရုံးပရီတီကြော်ရကလင်ငပြောကြော်အဲ့ဒါလေးတွေထည့်ပါလေရှင် ဟုတ်ကဲ့ဘူဖေးကတော့အမကစိုက်မှာလူဝင်အားမရှိကြလဲရှိပါတာပေါ့နော်ဒါကြောင့်မို့လို့ဟို self service အနေနဲ့ကိုကကိုကိုရန်ယူစနစ်နဲ့အဲ့ဒီအဲ့ဒါနဲ့ဘူဖေးဆိုတာဖြစ်သွားတာပါရှင်ဟုတ်ကဲ့ပါအမတို့ဒီဘူဖေးကတော့နှစ်နှစ်လောက်တော့ရှိသွားပြီအဲ့ဒီမတိုင်ခင်မှာအမတို့ဟိုဘက်မှာခြံဘက်မှာ တီးသန့်မောင်ငါးဆိုင်တီးသန့်ဖွင့်ထားပါတယ်ကိုဗစ်မတိုင်ခင်ကပေါ့မောင်ငါးဆိုင်တီးသန့်ဖွင့်နေအဲ့ဒီမတိုင်ခင်မှာဆိုရင်ကန်တော်ကြီးကရွေးဥယျာဉ်ထဲမှာဆတောက်ဆိုင်ဖန်ဖူစင်တာတွေနဲ့ဆတောက်ဆိုင်အဲ့မှာမောင်ငါးနဲ့ဗမာစာအစားအစာနဲ့တွဲရှိကြတာပေါ့2005ခုနှစ်ကနေစတာ2018လောက်မှာဒီဆိုင်တီးသန့်ဖွင့်နေအခုဒီကိုဗစ်ပြီးတော့မှဒီဘူဖေးဆိုင်ဆိုတာအခုမှဒီ2020ကုန်ပိုင်းလောက်မှစာပြတာပေါ့နော်ဒီမိုဟင်ငါးလေးတွေကိုအဆင်ပြေသွားတယ်ပေါ့နော်အမလည်းချုံမလုံးကလည်းမသုံးမင်းနဲ့ဒီကျမကြီးနဲ့ညီညွတ်အောင်ချက်လိုက်တဲ့အခါကျတော့ အဲလူကြီးတော်တော်များများကဒါကိုစိတ်ဝင်စားလာကြတယ်အမကလည်းဒီလူကြီးတွေအိမ်ကလူကြီး3ယောက်83ယောက်ကိုလည်းရည်ရွယ်ပြီးတော့သူတို့အရွယ်တွေကိုပဲရည်ရွယ်ပြီးတော့စားစေခြင်းနဲ့စိတ်နဲ့ချက်တာပါထင်တာမဟုတ်ရင်ကတော့ကလဘဲအဓိကထားချက်တယ်ကလဘဲကိုပြုတ်ပြီးကလဘဲကိုကျိတ်ကျိတ်ပြီးတော့မှကလဘဲအဓိကငားများများလေးနဲ့အမကကငားများများလေးနဲ့ကြက်သွန်နေများများလေးနဲ့သူ့တဲ့သွားသွားအချိုလေးပဲကဲအောင်လို့ပေါ့နော် အငန်းပြားကြီးနဲ့ငါးကိုပြုတ်ပြီးတော့မှအနှစ်ထုပ်ကိုချက်ထားတာပါဘာမှမထည့်ဘူးအဲ့တော့ကိုကအနှစ်ထုပ်ဝယ်ပြီးချက်မယ်ဆိုရင်ကိုကကိုရိုရဲငန်းပြားကြီးတို့ဟိုကိုချက်ကျင်တဲ့တခြားအမှုံတွေပေါ့နော်ဟိုမှုံမှုံဖြစ်ဖြစ်ဒါရှိမှုံဖြစ်ဖြစ်အဲ့ဒါကိုထက်ထက်ချက်ပြီးတော့ရပါလေရှင့်ပြီးမိုဟင်းကအနှစ်ထုပ်အဆိုးရှိတယ်အချောက်လည်းရှိတယ်ငပြောဦးကလည်းငပြောဦးကလည်းအဆိုးလည်းရှိတယ်အချောက်လည်းရှိတယ်အဲပြီးတော့မုတ်ဖတ်ချောက်လည်းရှိတယ် မုတ်ဖက်ချက်ကဒီငပြောဦးတွေကတော့ကိုယ်တိုင်လောက်တာပေါ့ဒီရဲ့အနစ်ထုတ်တွေကိုယ်တိုင်လောက်တယ်မုတ်ဖက်ချက်ကတော့နေဘက်ကနေပြီးတော့မှာပါတယ်အော်ဒီရဲ့ဒီဒီရဲ့ရန်ကုန်မြို့တင်းဆိုတော့ဒီအနစ်ထုတ်အဆိုတွေဆိုတော့ဒီမှာရန်ကုန်မြို့တင်းနေစားတယ်ဒီယိုရီးယားစင်ကာပူလောက်ဆိုနေပို့လို့ရတယ်ဟိုနည်းနည်းဝေးတဲ့နည်းအဝေးတဲ့နိုင်ငံခြားအဝေးတဲ့နေရာကြတယ်အနစ်ထုတ်အချောက်ကိုပို့လို့ရပါတယ်ဒီထက်မှအနစ်ထုတ်တွေလည်းပါပါတယ်ဒီမှာငါးတို့လည်းတည်တံ့ထည့်ထားတယ်ဆန်လော်ထည့်ထားတယ် အာပြီးတော့ကြက်တုံညော်လေးတွေထည့်ထားပေးတယ်ငရုတ်သီးမုန့်လေးတွေထည့်ထားပေးပါတယ်အဲ့တော့ဒီရေစုအိုးဒီမှာဒီတက်မှာလည်းနောက် extraction လေးအကုန်ပါပါတယ်ရေစုအိုး1လီတာမှာထည့်ပြီးတော့ရေစုပြီးတော့မှဒီအနှစ်လေးတွေထည့်မယ်ဒီဟိုကိုကကိုကိုကြက်တုံညီလေးတွေခွာမယ်ကြက်တုံညီလေးတွေခွာမယ်ပြီးတော့ဟိုငပြောဥလေးတွေကိုထည့်တက်တက်ထည့်လို့ရမှာပေါ့အမားတို့ငပြောဥကတော့အစင်းသင်းရှိတယ်ပေါ့နော်အဲ့ဒါထည့်ပြီးတော့မှစုသွားတော့မှဆန်လော်လေးတွေဆန်လော်အရေးဖြော်ပြီးတော့ထည့်ဆန်လော်အရေးဖြော်ထည့်ပြီးတော့မှမိုးအနှစ်လေးတွေကိုထည့်မယ်ပြီးတော့ ဟိုငားလေးတွေထည့်မယ်ပြီးတော့ငါ့ငါပြောဦးတွေထည့်တယ် ကြက်သွန်နေလေးတွေထည့်မယ်ပြီးတော့ဆန်လောရေနဲ့ဖြော်ပြီးတော့ဒီထက်ကရေနဲ့ပဲเนาะရေနဲ့ထပ်ဖြော်ပြီးတော့မှထည့်မယ်ပြီးတော့ဆန်လောရဲ့အနံ့လေးတွေပျောက်သွားအောင်ပေါ့เนาะအေးပွတ်ပွတ်ဆူလေးအထိထားပြီးတော့မှအဲငားလေးထည့်မယ်ပြီးတော့မှအရသာကြတော့ရိုးရဲငပြရည်လေးတို့ဟိုဒါရှိကြရင်ဒါရှိပေါ့အမုံမုံကြရင်မုံမုံပေါ့တချို့ကြတော့ထည့်တချို့ကြတော့လည်းမထည့်တော့ပြစ်ပြစ်လေးဆိုရင်သူအရသာသူ့ရဲ့သဘာဝအချို့လေးနဲ့တချို့ကြတော့ဘာမှမထည့်ဘူးလို့ပြောကြတယ်ပော့ပော့လေးစားကြတာပေါ့เนาะအရသာကလိုချင်တယ်ဆိုတော့အဲ့ငံပြရည်လေးတွေအဲ့ဒီခုနအမုံလေးတွေထပ်ထည့်လို့ရပါတယ်ရှင် အပုံမှန်ဆိုရင်၈ပွဲလောက်ရတယ်။ဟိုကကြဲသေးသေးစားကျင်နေဆိုတော့၁၀ပွဲလောက်တပိတ်တာလောက်စားလို့ရတယ်ပေါ့နော်။ဟုတ်။ဟုတ်ကဲ့။အမွေရောက်၄၅ရောက်ဆိုရင်တော့ဒီဟာလေးနဲ့အဝစားလို့ရတာပေါ့။အဲ့ထက်မှာငပြုံးကတော့ငပြုံးကတော့တသက်အမတို့ရောင်းပေးပါတယ်။ရရပါတယ်။ဟုတ်ကဲ့။ဒါကအနည်းတော့အဆိုးအဆိုးကအခက်ခဲတဲ့မှာထဲမှာဆို၆လလောက်ခံပါတယ်။ ။နှစ်တော့အချောက်ကတော့အပြင်မှာထားလို့ရတယ်၆လလောက်ခံပါတယ်ရှင့်။နိုင်ငံသားတွေဓာတ်မှိုင်းနဲ့ပို့ပေးပါတယ်ရှင့်။ဟိုတော်တော်များများကတော့တို့ဗီယိုတရလာမယ်ဆိုရင်ဘယ်ဘယ် logistic ဟိုဟာ service ကိုပို့ပေးပါဆိုရင်အဲ့လိုပို့ပေးခိုင်းတော့ပို့ပေးပါတယ်။ဒီရန်ကုန်မြို့ရင်းကတော့လေဟို city mart တွေမှာရနေတယ် one stop mart တွေရတယ်။အာပြီးတော့ဟို go green ရတယ်။နောက်ပြီးတော့ easy mart ရတယ်။ messy mart မြောက်တကွာ messy mart ရတယ်။ကမုံးမွင့်မှာလည်းရတယ်။ဟုတ်အာပြီးတော့တချို့လည်းယူရောင်းကြတယ်ပေါ့နော်ဒီနားကကြောင်မြောင်းတဲမှာဆိုရင်ဟိုဟာ ဒါလည်းကြောင်မြောင်စတိုးမှာရတယ်ဟုတ်ဟုတ်ကဲ့ဘူဖေးမှာတော့အဲ့ဒီပဲကြော်ပါမယ်ဘူးသူကြော်ပါမယ်စက်သွင်ကြော်ပါမယ်ပေါ့နော်အဲပြီးတော့တခြားအကြော်လေးတွေလည်းဟိုစားခြင်းတွေလည်းစားလို့ရအောင်လို့တခြားအကြော်လေးတွေကမြင်းခွားပြည့်ကြော်တို့အဲပြီးတော့တော်ဖူးကြော်တို့အဲပြီးတော့ဗါလဲစက်သွင်ကြော်ဗါလဲဘရာကြော်ပြီးတော့ယုံပရီတီကြော် တကလည်းငါပြောကြောအဲ့ဒါလေးတွေထည့်ပါတယ်ရှင်။အဲဒီဆက်ဆံကျင်တော့အဲ့ဒီကမိတ်ဆွေတို့ဒီဇိုင်းစားဆိုရင်တော့တို့တွေကမစားကြမှာမဟုတ်ဘူး။အဲ့တော့1500ဆိုပြီးအဝါစားဆိုပြီးအဲ့တုန်းကတည်းကဆက်ဆံကျင်တော့ဆိုရင်အဲ့အဲ့ဒီမောင်ကျော်လာတော့ကဆိုရင်အဲ့မိုဟင်းငါးကိုစားပြီးရင်ဟိုဟာကော်ဖီလဲသူ့အောက်တောက်ခါလေးပါတယ်အဲ့မှာပြီးတော့ရွှေငပြောသေးတွေပါထည့်လိုက်သေးတယ်အဲ့တုန်းကဆိုအဲ့မှာကြောင်ကြာလိုက်တဲ့အခါကျအမှငပြောသေးရွှေငပြောသေးတော့မထည့်နိုင်တော့ဘူးပေါ့နော်ဆိုတော့ငပြောခြင်းရှာပြီးတော့ထည့်ရ ါတွေလည်းဟိုပို့ပြီးတော့စိတ်ဝင်စားတယ်ပေါ့เนาะပြီးတော့ဒီညီမလေးတွေကလည်းဟိုတခြားနေရာမှာလည်းဟိုသွားရောက်ရမယ်အတူတူဆိုတော့ဒီမှာလည်းဟိုစိုင်ကလည်းပေးကြရမလို့ပဲနဲ့ဒီမှာလည်းတခါတည်းဟိုညီမတွေတခါတည်းအတူတူရောင်းလို့ရတယ်ဆိုပြီးတော့ရောင်းလာပါရှင့်ဟုတ်သူ့အတွက်လည်းအကျိုးရှိတယ်ကိုယ့်အတွက်လည်းအကျိုးရှိကြတယ်လေအဖော်ကြီးလည်းရကြတယ်ပြောကြတယ်နောက်ပြီးတော့စားသုံးသူတွေကလည်းနည်းနည်းဟိုသူတို့လိုချင်တာတွေဝယ်လို့ရတာပေါ့เนาะစိတ်ဝင်စားတယ်တခါတည်းပြီးသွားရောပေါ့အဲအဲ့လိုကြီးပဲကျန်နေပါ တပတ်ကိုတစ်ခါပဲဖွင့်နိုင်တာပေါ့နော်ဘာလို့ဆိုတော့ဈာရတမှာကျတော့အနှစ်ထုပ်အတွက်ကိုမတို့ကစီတက်ရတယ်ဗျာအချိန်ကပေးရသေးတယ်အဲ delivery ကိုလည်းစီစဉ်ရတယ်အဲဆိုတော့ဟိုဒီရဲ့ buffet လုပ်ပြီဆိုရင် buffet အတွက်ကိုလည်းအများကြီးပြန်ပြီးတော့ထပ်ပြီးတော့ချက်ရသေးတယ်ဆိုတော့အဲ့တော့ဈာရမှာအချိန်မရှိမှာဆိုတော့အလွန်ပြတော့ဝန်ထမ်းလည်းတိတ်မရှိတာနဲ့ အဲ့တော့အင်းအားလဲနဲတာကြောင့်မလို့တရက်ဖယ်လို့ဖြစ်တာပါရှင်။ရက်တိုးတော့မတိုးတိုးခိုင်းမိမယ်မတိုးနိုင်သေးဘူးပေါ့ဟုတ်။တိုးဖို့ဝါစီပြီးရှိတာမှာ။အများနဲ့လာစားခြင်းတွေပြေကြတော့လीနော်။ဟုတ်တယ်။အဲ့တော့အများနဲ့လာစားခြင်းတွေအမအဲ့တော့အပိငါကဟိုဟာနှစ်ထုပ်လေးတွေဝယ်စားကြပါလို့အမကတော့ပြောချင်ပါတယ်ရှင်။ဟုတ်ကဲ့။ဟောနည်းနည်းလေးတော့ပေါ့မှာပေါ့နော်။ခုနလိုမျိုးအဲ့ဒီရဲ့ထညက်ရည်လေးပေါ့နော်။ထညက်ရည်ခုနပြောဖို့မေ့သွားတယ်ဒီမှာပပါတော့သွားဘူး။ထညက်ရည်အတိကထညက်ရည်ထည့်တယ်။အဲ့ရိုးရက်ငက်ပြရည်လေးနှစ်ခုပဲထည့်ရင်တော့အဆင်ပြေပါတယ်။ဟုတ်။ဟုတ်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 ကဲ့ပါ။ဟုတ်ကဲ့။ အိမ်မှာကိုကကိုကိုချိုးခြင်းလဲဆိုငားတွေထက်ထက်လို့လဲရတယ်အဲကျက်သွုံလေးမများလေးပို့ထဲလိုက်အတူတဘာဝအချုံနဲ့ဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ဟုတ်တနင်္ဂနွေတရသေးဖွင့်နေမနေ့9နာရီကနေပြီးတော့12နာရီလောက်ထိရှိပါတယ်ရှင့်အဲမနေ့ပိုင်းဆို9နာရီဆိုပေမဲ့လည်းနည်းနည်းဆောလာတယ်လို့ပြောလဲဆောလာတယ်လို့အမတို့ကရအောင်စူးစမ်းပြီးတော့ချက်ပေးပါတယ်12နာရီဆိုပေမဲ့လည်း12နာရီ10နာရီလောက်ထိတော့အမတို့နေပေးပါတယ်ဟုတ်ကဲ့လူကြီးတွေပေါ့နော်အိမ်ထဲကအိမ်ပြေမထွက်ချင်တဲ့လူတွေဆိုရင်ဒီပန်းရံလေးထဲမှာအဲစိတ်ပြေလက်ပြောက် အဲပြီးတော့ကျမကြီးနဲ့လည်းညီတယ်ဒီမိုဟင်းကားလေးကိုလာစားရဲနဲ့စိတ်နည်းနည်းအပန်းဖြေစေခြင်းတယ်ဆိုတော့အဲ့ဒါလေးလာဖို့ဖိတ်ခေါ်ပါတယ်ရှင့်လူကြီးတွေရောအဲကလေးတွေကလည်းကို့အမေအဖေတွေကိုဟိုအဘောဘယ်လိုခေါ်မလဲအလေခေါ်လာဖို့ဖိတ်ခေါ်ပါတယ်ရှင့်အဲ1500တဲကလာစားရဲမိတ်ဆွေတွေလည်းရှိတယ်အဲ့တော့အဲ့ဒီမိဟောင်းတွေရောအခု အဲကျေးဇူးအများကြီးတင်ပါတယ်အခုနောက်ထပ်လည်းဒီမိတ်ဆွေအစ်စ်တွေလာပြီးတော့ဟင်းကြိုးမွေးငါလေးကိုပူဖေးလေးကိုလာပြီးတော့မိစမ်းကြည့်ကြပါလို့ဖိတ်ခေါ်ကြပါတယ်ရှင်။ဆိုင်လေးစာလေးကဖိုးစိန်လန်းဒီကဖိုးစိန်လန်းကနေပြီးတော့နမောလန်းသွဲတစ်ထဲမှာပါမြမလင်းသတင်းစာလေးလည်းရှိပါတယ်သူနဲ့နှစ်ချမ်းကျော်လောက်မှာပဲရှိပါတယ်ရှင်။ဟိုဘက်ကဟိုကဘိုးချုပ်ပန်းချံဘက်ကလာမယ်ဆိုရင်လည်းပဲဒီဘက်ကဆက်မှုတက်လန်းဘက်ကနေပြီးတော့ဝင်လာလို့ရပါတယ်ရှင်။လန်းနှစ်ဖက်ဝင်ထွက်နှစ်ဖက်ရှိပါတယ်။ဟုတ်ကဲ့။